အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာမြတ်သိန်းခန့်ရေးသားတဲ့လက်ဖက်ရည်ဆိုင်ရှိကယထာတပတ်တခါထိုဆိုင်ကလေးမှထိုင်တိုင်းသပင်ဖြူဖြူမျက်မှန်ပါဝါထူးထူးတက်ထားသည်လူတယောက်သည်ဂျပန်စပင်းကလေးကိုနည်းလာပြီးတဲသားသားအဆောက်အဦတဲသို့ဝင်သွားတတ်သည်ကျွန်တော်ကလည်းသူဝင်ရောက်ပြောက်ွယ်သွားသည်ထိကြည့်နေမိတတ်သည်ဆန္ဒနာ၏ထိုးလင်ထိုဂျပန်စပင်းကလေးကိုစီကား သူထွက်ခွာသွားတတ်သည်။နောက်မကြမီရက်များမှာကျွန်တော်တွေ့တွေ့နေရတာကမိန်းကလေးတွေ၊ယောက်ျားလေးတွေ၊ယောက်ျားကြီးတွေစသဖြင့်အသက်အရွယ်မျိုးမျိုးဝင်ထွက်သွားလာကြသည်။ကလေးတွေပြန်ထွက်လာလေစာအုပ်တွေတတိကြီးပါလာတတ်သည်။ဒါကသူ့ရဲ့နေစဉ်ဘဝရဲ့လို့ပြောရမလား။သူနဲ့ကျွန်တော်တီကျွမ်းခင်မင်ပြီးသည့်နောက်မှာတော့ဒါဟာသူ့ဘဝနေစဉ်ပဲလို့ကျွန်တော်မှတ်ချက်ပြုမိသည်။နေပူပူနှင်းကြကြ မိုးရွာရွာသူ့လက်ဆွဲတော်ဂျပန်ဘင်္ဂလီနင်းပြီးရောက်ရောက်လာတတ်သည်ကတော်ယုံတန်ယုံယုံကြည်ချက်မျိုးမဟုတ်ကိုစည်းဝါမပါပဲနှိရှိလာများလှုပ်ဖို့ကလွဲတော့မလွဲကူဘသူတဦးတယောက်ကမှ လာစားပေးထားခြင်းလည်းမဟုတ်ကိုထမင်းကိုရှာစားပြီး အများတကာအုံနောက်ကိုတကားပွင့်ပေးဖို့အမြဲအသင့်ရှိနေခဲ့သည် သူအနေဖြင့်ဤစာကြည့်တဲ့ကလေးကိုတီထောင်ခဲ့သည်မှာဆယ်စုနှစ်လောက်ရှိပြီဟုထင်သည် ယခုနေရသည်ဒုရယအချင်းမြောင်ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်နောက်ထပ်စာကြည့်တဲ့တစ်ခုလည်းရှိသေးသည် ထိုစာကြည့်တဲ့ကတော့သူ့လိုအမြဲတစေထိုင်ပြီးစာကြည့်တဲ့တာဝန်တွေကိုဆောင်ရွက်ပေးမဲ့သူမရှိတစ်ချိန်လုံးကတော့ရှီကောင်းရှိနေလိမ့်မည်ကျွန်တော်ဒီမျိုးကလေးကို စားရောက်လာကလေးကတတိထားမိသည်မှာရန်ကုန်ပြည်ကားလမ်းမကြီးဘေးနားရှိနေသဖြင့်အမြဲလိုလိုတကားတော့ခတ်ထားတာကိုသာမြင်တွေ့နေရသည် နောက်တစ်ခုကကျွန်တော်ဇာတိမျိုးမှာရှိသောစာကြည့်တိုင်းအဲကောနေမှန်တကားနေတန်ရှင်းတည့်ရသောစာကြည့်လိုက်သည်လာအနေငယ်သာလဲပတ်နိုင်ပြီးတကားတော့ခတ်သွားရပြန်သည်သူ့လိုအခမဲ့တောင်းဝန်တစ်ခုကိုဘယ်သူမှမယူခြင်းကြယူဖို့ကလည်းမလွယ်စာပေကိုအင်မတန်ချစ်မြတ်နိုးစေရှိမှုတစ်ခုတည်းနဲ့လည်းမလုံလောက်နောင်လာနောက်သားတွေရဲ့ဘဝအနာဂတ်မျော်လင့်ချက်ယုံကြည်ချက်တွေကို အခိုင်အမာချင်းမြတ်လို့ဒီစိတ်ရှိမှသာဤကဲ့သို့လှုပ်ဆောင်နိုင်လိမ့်မည်ဟုကျွန်တော်ယုံကြည်ထားသည် သူ့လိုကျွန်တော်မလုပ်နိုင်တာကတော့သိကြပါသည်ကျွန်တော်သာသူ့နေရာမှာသာဆို ကိုဟာကိုအေးအေးဆေးဆေးကိုဖတ်ကျင်သည့်စာအုပ်ကိုဖတ်မည်ကိုစိတ်တဲခံစားရသည့်များကိုရေးမည်မိတ်ဆွေများနှင့်လက်ဖက်ရည်ဆိုင်ထိုင်က စာကြောင်းပေကြောင်းမှသည်အိမ်ကခွေးကလေးနေမကောင်းသည့်အထိပြောချင်ပြောနေလိမ့်မည်တပတ်တခါဆိုသလို ကျွန်တော်လဲသူ့စီရောက်ရောက်သွားတတ်သည်ကျွန်တော်ဖတ်ခဲ့ရသည့်စာအုပ်တွေကြောင့်ဖတ်နေစေစာအုပ်တွေကြောင့်ဆွေးနွေးသည့်အခါသူ့ရဲ့စာဖတ်အားကို အလေးမြတ်ပြုရသည် သူကြိုက်သည့်ဝတ္ထုများစာအုပ်များဆိုနေလေကျွန်တော်ဖတ်ရအောင်ခြံသားကငှားပေးတတ်သည်ယခုလိုစာအုပ်တန်ဖိုးတွေဈေးနှုန်းအင်မတန်မြင့်မားလာသည့်ကာလမှာကျွန်တော်လဲသူ့ရဲ့အခမဲ့စာကြည့်တဲ့ကလေးကို အားကိုးနေရသည် အခမဲ့မို့လို့လားတော့မသိလူတွေကသိမ့်မလေးစားခြင်း တခါလာငါပြီတော်တော်နဲ့ပေါ်မလာကြစာအုပ်တွေပြောင်းလာကြပြဲလာကြထိုအပြဲပြောက်တဲမှာကျွန်တော်မပါဝင်တော့လဲတခါငါပြီပေါ်မလာသည့်အထဲတွင်တော့ကျွန်တော်လဲပါသည်တခါတရံတလားလောက်ကြာသွားတတ်သည်ဆရာကြီးကြာသွားတယ်ဗျာကျွန်တော်ဤသူပြောလေကိစ္စမရှိပါဘူးကိုမြသိန်းခိုင်ဟာစာအုပ်ပါလိုက်ပြီးရောဟုတ်ကွန်းတမြုံမြုံနေပြုံမြုံလေးပြန်ပြောတတ်သည်တချို့ကတော့ ငါးကောင်ရေထဲလွှတ်လိုက်သလိုစာကြည့်တဲ့ကလေးစီပြန်မလာကြတော့ဒီတော့သူခမညာလိုက်လံစုံစမ်းပြီးစာအုပ်တွေလည်းတောင်းရပြန်သည် အကုန်စုံပြန်ရသည်ရှိသလိုမရသည်လည်းရှိသည်စာအုပ်တံမိုးထံစာရက်တံမိုးမြင်မသည်စာအုပ်မျိုးပျောက်ဆုံးသွားရင်တော့ချစ်သူနဲ့လမ်းခွဲရသည်သူလိုရင်နာလို့မဆုံးတော့တချို့ဆုံးမီဟုထင်သားသည့်စာအုပ်များမျက်စီလည်းလမ်းမပြီးပြန်ရောက်လာရင်တော့ပျောက်ဆုံးနေသောတမင်ကလေး ူအမေနဲ့ပြန်တွေ့တယ်လို့ပျော်မြူးနေတတ်သည်။စာပေသမားမို့လားမသိ။စာအုပ်တန်းမှုထံစာကိုပို့အလေးထားသည်။ကလေးတချို့ကြောင့်ပြဲလာသည့်စာအုပ်များဆိုလျှင်စာအုပ်ကို ဖလင်များနဲ့ပြန်ချုပ်တတ်သည်။နောက်ပိုင်းစာကြည့်တဲ့ကိုလှူသည့်ငွေဖြင့်ဝယ်ယူထားသောစာအုပ်မျိုးဆိုလျှင်ရောက်လာပြီး နောက်တစ်နေ့ချုပ်ထားသည့်ကိုမြင်ရတတ်သည်။တဖြည်းဖြည်းအဟောင်းတွေကိုချုပ်သွားပုံလည်းရသည်။ကျွန်တော်ရောက်သွားသည့်အခါ စာအုပ်စင်တွေပေါ်ကြည့်မိရင်ဖလင်များနေချုပ်ထားသည်စာအုပ်များကိုသာအများဆုံးမြင်ရတတ်သည်စာကြည့်တဲ့ကလေးနှင့်စာကြည့်တဲ့ကိုချစ်မြတ်တို့သည်ဆရာတယောက်မှလည်းကူညီ၍ချုပ်ပေးတတ်သည်ဟုလည်းဆိုသည်ရက်ွက်ကလေးတစ်ခုဤထိတ်ယထာလန်ဘီနာကသူ့စာကြည့်တဲ့ကလေးသည်တိုက်တာအဆောင်ဝင်ကြီးရဲ့ကြားမှာကွယ်ပြောင်နေတတ်သည်အုတ်ခဲကြားထဲကထွက်လာသည်မျက်ပင်လိုအားခဲရှင်တန်ရပုံမျိုးလက်ဖက်ရည်ဆိုင်ကနေကြည့်ပြီး အမြဲတွေးတောနေမိသည်နောက်ပိုင်းသူနှင့်စကားဆက်မိသည့်အခါဝိတုရှင်နှင့် ပခုတ်ကူဦးအောင်ဖေစာပေစုနှစုစုခူးထားခဲ့သည်ယထာရစင်းလိုဤရက်ကွက်ကလေးထဲမှအနာကဲ့လူအရင်းမြေဘဝတွဲပေါင်းများစွာကို သူကိုယ်တိုင်ဥဆောင်က ခုံမောင်းနေစေတနေ့နေ့သူယုံကြည်ရာတနေ့နေ့မှာ သူဥဆောင်ရာယထာတွဲကြီးဟာ ကောင်းမွန်တဲ့ဘူရာတစ်ခုမှရန်နာလိမ့်မယ်လို့ကျွန်တော်ယုံကြည်နေမိတယ် ဘဘဲစရာကျန်တကားကုန်းတဲ့ထွေအုပ်စီစပားတိုင်းစီတရင်တောင်စာရေးစရာအိမ်တော်ဦးစီ ကျမ်းမာချုပ်တယ်နေသည်ဇနီးရဲ့အားပေးလက်တွဲပေါ်တာသမီတွေရဲ့ဆရာတငယ်ချင်းအုပ်ချုပ်သူဤသို့ဘဝတာဝန်ပေါင်းများစွာအတွေ့အကြုံပေါင်းများစွာ နာကျင်ကြေကွဲမှုများစွာကိုရင်ဆိုင်ရင်းအခမဲ့တာဝန်ကိုထမ်းဆောင်နေသည်ဤသည်ပင်ဖြူဖြူပါဝါထူထူ အဖိုးကြီးသည် ်မြောင်းဝီအုတ်ကန်ဆိုသည်သူကလောင်တိုင်းအတိပညာပေါင်းဘဝအတွေ့အကြုံပေါင်းများစွာကိုပူပူဝဝတဲကလေးတဲကနေအခမဲ့မြောင်းဝီပေးနေလျက်ရှိသည်သူစာကြည့်တဲ့ကိုမြင်လို့လေကျွန်တော်နဲ့တူဘာပကာသနာခန္ဓာထေဝမှုမှမပါသည်လက်ဖက်ရည်ဆိုင်ကလေးထဲမှလှမ်းကြည့်မှသာလင်မြင်နိုင်ပါလိမ့်မည်ထို့အပြင်အခမဲ့ဆိုသည်လူသားတယောက်အခမဲ့ဆိုလို့စာအုပ်လာငားမည အမျိုးမည်မသိလူတဦးတယောက်ဝင်လာလိမ့်မလားဆိုပြီးညော်နေမိပုံကိုလည်းခမားမြင်ရပါလိမ့်ဦးမည်ရထားတစ်စင်းခုံမောင်းသွားတိုင်းခေါင်းတွဲဟာဆရာမျှများဖြစ်နေမလားလို့ဘယ်နေရာရောက်ရောက်ကျွန်တော်မို့ကြည့်နေမိသည်နားဆင်ပေးသူအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်